ိုင်းဖုံးဆရာတော်ကြီးကတောင်ရိုသေးစွာနဲ့ဥခိုက်လှုပ်တမ်းမှုတွေပြုလုပ်ခဲ့တဲ့တေတကူဆရာတော်ကြီးအပေါ်ဝေဖန်မှုတွေမလုပ်သင့်တော့ဘူး။ပြည်သူများအလုံးမင်္ဂလာပါရှင်။အီဂရစ်တန်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်။မိမိနဲ့နှီးစက်တဲ့နေရာမှာဘေးဒုက္ခအနေရတွေကြာရောက်လာတဲ့ဆိုရင်မိုင်းဖုံးဆရာတော်ဖခင်ကြီးအမြဲတမ်းထွက်ပေါ်လာလေးရှိတတ်ပြီးတော့ကုညီမှုတွေပြုလုပ်ပေးလေးရှိတတ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကလေးကထိုင်းနိုင်ငံကကြောင်းသားကလေးတွေကုတဲဝင်ကပျောက်ဆုံးသွားပြီးရက်တော်ကြတဲ့ဒီအဆက်အသွယ်မရဖြစ်နေချိန်မှာမိုင်းဖုံးဆရာတော်ကြီးကအချိန်ကိုက်ထွက်ပေါ်လာပြီးတော့ကလေးတွေကိုဘေးမတည်ရန်မခပြန်တွေ့နိုင်မှာပါလို့မိန်ကြားခဲ့ပါသေးတယ်။ မိုင်းမုံဆရာတော်ကြီးရဲ့မြစ်တာတော်ကြောင့်ရပ်ပိုင်းတွင်းမှာပဲကယ်ဆယ်ရေးအဖွဲ့တွေကကလေးငယ်တွေအားလုံးကိုပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။အခုဆိုရင်တော့မိုင်းမုံဆရာတော်ကြီးကငလင်ပေးတဲ့ဒေသတွေစီကိုကုညီထောက်ပံ့မှုတွေလူတန်းမှုတွေပြုလုပ်ဖို့အတွက်ဆရာတော်ကြီးတရင်တုံးနေထိုင်နေမိုင်းမုံကနေထွက်ခွာလာခဲ့ပြီလည်းဖြစ်ပါတယ်။ နတ်ဒေဝတာတွေရဲ့လျှောက်ထားတောင်းပန်မှုတွေကြောင့်မိုင်းဖုံးဆရာတော်ကြီးကိုရိုင်းလေးမနေတာတော့ပဲအခုလိုမျိုးငလင်ဘေးတင်ပြည်သူတွေစီကြွားစီလာခဲ့တာဖြစ်ပါတယ်။မိုင်းဖုံးဆရာတော်ကြီးဦးဆောင်တဲ့ငလင်ဘေးတင်ပြည်သူတွေကိုကုညီလူတန်းမဲ့အဖွဲ့တင်းမှာဆိုရင်ဆရာတော်ကြီးရဲ့အာနာဆက်လွှမ်းမိုးမှုကြောင့်ဆရာတော်ကြီးကိုကြည်ညိုကြတဲ့တကားတကားမတွေကလည်းအများအပြားလိုက်ပါဝန်းရံခဲ့ကြတာကြောင့်ကားစီးရေက40လောက်ထိတောင်မှဖြစ်သွားခဲ့တယ်လို့သိရပါတယ်။ မိုင်းကုန်းကနေစထွက်လာခဲ့တဲ့ဆရာတော်ဦးဆောင်တဲ့အဖွဲ့ကတောင်ကြီးမိုင်းဆက်သွားကားလန်းအတိုင်းခရီးဆက်ကြမှာဖြစ်ပြီးတော့လန်ခီးမှာတော့မိုင်းပန်တောင်ကြီးနဲ့မန္တလေးတို့မှာညအေးရနာသွားဖို့စီစဉ်ထားပါတယ်။ မန္တလေးမှာတော့ငလင်ဘေးဒင်းပြည်သူတွေအတွက်အကူအညီထောက်ပံ့မှုတွေလုပ်ပြီးသွားရင်ဆရာတော်ကြီးကပြည်ဦးလယ်မှာညအိတ်ကျင်းဆက်သွားမှာဖြစ်ပါတယ်။အရင်နောက်မန္တလေးကနေတဆင့်နေပြီးတော့ကငလင်ဘေးဒင်းပြည်သူတွေရှိရာစီကိုဆရာတော်ကြီးကခရီးဆက်အောင်မှာဖြစ်ပါတယ်။ခရီးစဉ်ကရက်အလိုက်စီစဉ်ရေးဆွဲထားတာဖြစ်ပြီးတော့လန်ခီးမှာတော့ဆရာတော်ကြီးကဘလို့ဆန္ဒရှိမယ်ဆိုတာမသိနိုင်တာကြောင့်အစီအစဉ်တွေပြောင်းလဲတော့ခြင်းလဲပြောင်းလဲနိုင်ပါတယ်။ မိုင်းဖုံးဆရာတော်ကြီးကထူးခြားချက်တွေများစွာနဲ့ပြည့်စုံတဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ဆရာတော်ဟာငယ်စဉ်ကတည်းကတသက်လွတ်ဖုံးပြီးတယ်။ကမ္မတန်ဘဝနာတွေကြင်ကြံအားထုတ်တယ်။လူသူကင်းမဲ့တဲ့တော်ရဲတောင်ထဲမှာလာပေါင်းများစွာကြောင်းတပါးတဲ့တရားအားထုတ်တယ်။ဘာသာစကားတွေစာပေတွေများစွာကိုဆရာတော်ကြီးကသင်ယူစရာမလိုအပ်ပေအလိုလိုတက်မြောက်နေ။ဆရာတော်ကြီးဟာမတရက်ကိုဟန်နဲ့ခொနည်းရဇတ်တိုက်ထိုင်လျက်အနေထားနဲ့ခொနည်းရဇတ်တိုက်တရားအားထုတ်နိုင်နေ။ ဝါရင်းကာလာတိုင်းမှာတောတောင်ထဲမှာဝါဆိုရင်ပြီးတော့ဝစီဘိတ်ကျင့်စဉ်ကိုကျင့်နေအဆိုပါကာလာမှာမီးလွတ်ပဲဖုံပြီးတခြားကိုရော်တွေကအရန်ချဲနဲ့ကာလာတွေမှာအနှွေးတဲ့ဖက်နှက်ခြေအေးတွေနဲ့ရှိနေတတ်ကြပါပဲ။ ဆရာတော်ကြီးကခြေဗလာနဲ့ပဲကြွားချီတော်မူတတ်တယ်။ဘလောက်ပဲဝေဝေဆရာတော်ကြီးဒိဋ္ဌန်လာရင်အခက်ခဲမရှိကြွားနိုင်နေ။ဆရာတော်ကြီးဟာကိုယ်တိုင်ကလည်းအတိတ်ဘဝအဆက်ဆက်နဲ့နာဂတ်ကိုသိမြင်နိုင်တယ်လို့တခြားလူတယောက်ယောက်ကိုမျက်နှာကိုကြည့်လိုက်ရုံနဲ့အတွင်းစိတ်ကိုဖတ်ရှုနိုင်နေ။ဆရာတော်ကြီးဟာမြန်မာနိုင်ငံမှာသာမကလာအိုထိုင်းတရုတ်ဘူတန် စားတဲ့နိုင်ငံတွေကနေလည်းဘွဲတစိတ်တော်တွေများစွာကိုဆက်ကပ်ခံထားရပါတယ်။လက်ရှိမှာတော့ဆရာတော်ကအစီအစဉ်အတိုင်းမန္တလေးမှာလူတန်းမှုတွေပြုလုပ်နေသလိုသကိုင်းတောင်ရိုးရဲ့ပဲကန်ရှင်ဖြစ်တဲ့တိတကူဆရာတော်ဖျားကြီးထံသွားရောက်ပြီးတော့သကိုင်းတောင်ရိုးမှာငလင်းเจ้าပျက်စီးသွားခဲ့တဲ့ဖျားစီတီတွေကိုမုံမှန်ပြင်ဆင်ဖို့နဲ့ငလင်းတန်တဲ့ဖျားသားတော်တမိတော်တွေအတွက်ငွေကျပ်သိန်း330ရိတ်ခါထုတ်900ရောင်စံအိတ်250စီ3ဗိတာပုံး250ဖက်နဲ့အရန်300ရောင်ကိုလူတန်းခဲ့တယ်လို့သိရပါတယ်။ မိုင်းမောင်ဆရာတော်ကြီးကတောင်းပါတည်တဲ့ကိုဆရာတော်ကြီးရဲ့ဝါပညာဉာဏ်ကိုလေးစားတော်အဖြစ်အခုလိုမျိုးလူတန်းမှုတွေပြုလုပ်နေပြီဖြစ်တာကြောင့်တည်တဲ့ကိုဆရာတော်ကြီးကိုဝေဖန်ပြောဆိုမှုတွေယုံညံ့တဲ့ထိုးမှုတွေမလုပ်သင့်တော့ဘူးလို့ယူဆမိပါတယ်။ကဘာကြီးမှာအကောင်းသူကဲမကောင်းသူကဲဆိုတဲ့တရားတရဏခေတ်ကိုရောက်နေပါပြီ။မြမပြည်သူအလုံးအမှန်ကိုအမှန်တိုင်းအမြန်ဆုံးမြင်နိုင်ကြပါစေ။အဆုံးတကြည်ပေးကြလို့အလုံးကိုကျေးဇူးတင်ပါတယ်ရှင်။